တော်ရရှင်များလုံးမဲမင်္ဂလာပါခင်ဗျာအခုနားဆင်ရမှာကတော့စာရေးဆရာတထုံငငယ်ရဲ့တိမ်တွေခါလို့ခါသည့်မိုးဆိုတဲ့ဝတ္ထုတို့ကိုနားဆင်ရမှာဖြစ်ပါတယ် နောက်ဆုံးအပီးသက်အနေနဲ့ခါးကိုဆန့်လိုက်ပြီးယူနီဖောင်းပေါင်းမီတွင်လက်မနှချောင်းထိုးထည့်ကာဆွဲဆန့်လိုက်သည်ပိုလုံးသည်ပဲဆိုခြင်းဆိုပထမဆုံးအလုတ်စဝင်ရမည်နေပထမဆုံးဝစ်စင်ခွင့်ရသည့်တစ်တော်ဦးစီးဌာနယူနီဖောင်းကလိုက်ဖက်လွန်သည်ဟုကုတ်ကူကိုထင်မိသည်တားရီထမင်းကြော်ထားတဲ့စားသွားလိုက်အောင်တော်ပါပြီမေဒီကနေ့ကပြည်내ရုံးကိုတည်င်းပို့ရမယ်နေ့ဆိုတော့နောက်ကြလို့မဖြစ်ဘူး ိုရောက်မှအစဉ်ပြေတာတခုခုဝယ်စားတော့မယ်အေးပါတော့အေးပါသားသဘောငါသားသဘောတော့အတိုင်းပါရှင်တက်ကြွလွန်းနေသောကျွန်တော်ကိုကြည့်ပြီးအမေကခနဲ့တဲ့တဲ့ဆိုသည်တစ်တော်ဌာနတွင် ကျွန်တော်အလုတ်ရ၍တမိသားစုလုံးပျော့နေကြသည်ဒီခေတ်ဒီခါအလုပ်တစ်ခုရဖို့ဆိုတာကခက်ခဲလွန်းလာသည်မဟုတ်လားကျွန်တော်တောင်အဖေကိုဘာကြီးတော်ကျေးဇူးကြောင့်အလုပ်ရခဲ့ခြင်းဖြစ်သည် ဝန်ထမ်းဖြစ်ပြီးမှသာလသာမလောက်ငါတာတွေကိုယ့်အလုပ်ကိုဆုံးဖြတ်ပိုင်ခွင့်မရှိတာတွေကြီးနိုင်ငယ်ညှင်းတာတွေအချိန်မရှိအခါမရှိ ခိုင်းနိုင်ထလုပ်ပေးရတာတွေကြောင်ကရန်ထအော်ရကြပေမဲ့အစိုးရဝန်ထမ်းဖြစ်ဖို့ငွေလန်းခင်းခဲ့ကြသူတွေအများသာတာမန်လူတယောက်အစိုးရဝန်ထမ်းဖြစ်ဖို့ဆိုတာကမလွယ်ငွေရှိခြင်းရှိ အကက်ရှိခြင်းရှိမှာတခုမရှိလို့ကတော့ဝေးသည် ထိုစဉ်ကကျွန်တော်ဘာကြီးကညွှန်ကြားရေးမှုရာထူးဖြင့်လက်ရှိတာဝန်ထမ်းဆောင်နေသူအဖိုးကလည်းတစ်ခေတ်တစ်ခါကလဲဝင်တော့မင်းဆိုတော့ကျွန်တော်တစ်တော်ဝန်ထမ်းဘဝကို လွယ်လွယ်ကူကူရောက်ခဲ့သည်လွယ်လွယ်ရခဲ့သည်အလို့ဆိုပေမဲ့ကျွန်တော်ရင်ထဲမှာတစ်တော်တွေကချစ်မြတ်နှိုးစေကငိုကလေးကရှိပြီးသားပင် အဖိုးပြောပြတတ်သောတောတောင်အတွေ့အကြုံတွေက ကျွန်တော်ရင်ထဲမှာအပြည့် ကျွန်တော်ကိုယ်တိုင်လဲတောတွေတောင်တွေကိုသဘောကျမျက်နှိုးတတ်သူတောတောင်နဲ့ပတ်သက်လျင်စိမ့်သူမဟုတ်ဆယ်တန်းဖြည်ပြီးတစ်တော့တက်ကတော့တက်ဖို့အားခဲထားပေမဲ့အမှတ်မမိ၍တက်ခွင့်မရခဲ့ဘာပဲပြောပြောဘာကြီးကျေးဇူးကြောင့်တောကောင်းရာထူးလေးဖြင့်တစ်တော့ဌာနမှာအလုတ်ဝင်ခွင့်ရသည်ကိုပဲခြေနက်လှပြီးတောကောင်းလှုပ်သက်နှစ်နှစ်ပြည်ပြီးလျင်မြန်မာနိုင်ငံတစ်တော့ចောင်းတက်ခွင့်ရဖို့စူးစမ်းရုံပေါ်ကိုငယ် ကိုငယ်အစဉ်ပြေရင်ညီမလေးကိုဆိုင်ကယ်တစ်စီးဝယ်ပေးရမယ်နော်။အိမ်ငန်းထဲမှာအတန်ပြဲကြီးနဲ့လှမ်းအောင်နေသောညီမလေးအတန်ကြောင့်တရင်စာထိုင်ဖက်နေသောအဖေကကျွန်တော်ကိုလက်ရက်ခေါ်ပြီးဂရီတစ်ခုတောင်းသည်။ငါသားကအခုဆိုနိုင်ငံတော်လာစာစားရတော့မယ်နိုင်ငံဝန်ထမ်းဖြစ်လာပြီ။ငါသားရမယ်လာစာကငါသားအတွက်လောက်ငါခြင်းမလဲလောက်ငါမယ်။ဒါပေမဲ့ဘလို့အခြေအနေမျိုးရောက်ရောက်ကိုနိုင်ငံကိုလူမျိုးကိုတော့ဘတော်မှတစ္ဆာမဖောက်မိစေနဲ့ အေးအကျွေသီးကိုတော့စားပေါ့ကွာအတင်းချွေအတင်းခူးသူတပားဒုက္ခရောက်မဲ့အစာမျိုးကိုတော့ရှာပေါ်မျက်ပေါက်ပါစီမစားမိစေနဲ့ကြားလာအဖေကိုဂရီပေးမယ်မဟုတ်လားသာဟုတ်ကဲ့စိတ်ချပါဖေတာဂရီပေးပါတယ်ကျွန်တော်စီကဂရီကိုရတော့ចောင်းဆရာအဖေကជីជីနဲ့နဲ့ပြုံးသည်အေးအေးဖះရတရားလဲမမေ့နဲ့သွားအလုတ်သွားကန်ဒီဖះကတော့သွားအောင် နေဝေးသွားရလိမ့်မည်ဟုထင်မှတ်ထားပေမဲ့ဖအံမြို့ပေါ်တွင်သာတာဝန်ကြသည်အလုတ်တူတူဝင်သူတွေကကျွန်ုပ်ကိုကန်ကောင်းလိုက်တာဟုအားကြကြသည်ကျွန်တော်မျှော်လင့်တာကတစ်ပင်ကြီးများအုပ်ဆိုင်နေသည့်တောတဲတောင်တဲကတကယ့်တစ်တော်သမားဘဝညွှန်ကြားရေးမှုဘာကြီးတော်ဤမျက်နှာကြောင့်ထင်သည်ဖအံမြို့အထက် မဲပေါင်းအခွန်တော်ကင်းစခန်းတွင်ထိုင်ရသည်လိုင်းပွဲမြို့နယ်ဘက်မှဝင်လာသောတစ်ကားထင်းကားနှင့် အခြားတစ်တော်တရပစ္စည်းများကိုစစ်ဆေးရသည်အခွန်ကောက်ရသည်တခါတရံနားလည်မှုဆိုတာမျိုးလည်းရှိသည်ပြဿနာမရှိ ပြဿနာရှိတာကဖအံဝေးပြေးကားခွင်းမှကော့ဂရိတ်မြရီဘတ်သို့ထွက်လာသောအဝေးပြေးကားတွေဖြစ်သည်ခီးတဲ့တင်ကားတွေဆိုပေမဲ့တားငှက်တရိတ်ဆန်နှင့်ပရဆေးဝင်တစ်တော်တရပစ္စည်းတွေတည်ဆောင်လာတတ်သည်အလုံးနီနီကတရဝင်းဘီလိုင်းစင်မရှိ ိုဆိုးတာကဖအံမြောက်ရီလန်းဆိုတဲ့အတိုင်းတဲဆောင်လာသောပစ္စည်းတွေကမြောက်ရီမှတဆင် တဖက်နိုင်ငံသို့တရားမဝင်ထွက်ခွာမိပစ္စည်းတွေကြီးတာဖြစ်သည် အဖြူရဲနိုင်ငံဝင်တဲ့အသည့်ဆက်ဆက်လေးကျွန်တော်ကနိုင်ငံပေါ်တက်စာရှိခြင်းသည်တရားဝင်တာတရားမဝင်တာအပါထားတိုင်းပြည်တွင်တနေရာရာတွင်အတုံးချလိုက်မိပစ္စည်းမျိုးကို ကျွန်တော်လက်ခံနိုင်သည်ကိုယ်နိုင်ငံကိုခြေခံပြီး တဖက်နိုင်ငံသို့ တရားမဝင်ထွက်ခွာမှမျိုးကိုတော့ကျွန်တော်မနှစ်မျိုးကျွန်တော်ခံယူချက်ကြောင့်ယခင်ရှိနေနေသောဝန်ထမ်းများနှင့်အမြဲအငင်းခုံဖြစ်ရသည် ဖြစ်လာတိုင်းလဲကျွန်တော်ခေါင်းမာမာနှင့်စန့်ကျင်သည်ညွန်ကြားရေးမှုဗာကြီးတော်အရှိန်ညောင်းလက်လျှော့လိုက်တတ်ကြပေမဲ့ကျွန်တော်ရည်တည်ချက်တွေကျွန်တော်ခံယူချက်တွေရင်းရင်သွားအောင်ကြွေရာမှတိုက်ခိုက်ခံရသည်ခြေထိုးခံရသည်အဖေကိုပြန်ပြောပြတော့အဖေကကျွန်တော်ကိုအားပေးရှာသည် ဝင်းတဲ့လောကဆိုတာဒီလိုပါပဲကွာအေးကို့ယုံကြည်ချက်ကိုတော့ဘတော်မှမစွန့်လွတ်လိုက်နဲ့သားရဲ့ယုံကြည်ချက်ကိုသားစွန့်လွတ်လိုက်မိပြီဆိုတာနဲ့သားလည်းသူတို့နဲ့အတူတူပဲ ဖြစ်သွားလိမ့်မယ်သားကအမှန်တရားဘက်မှနေတာအချိန်တန်ရင်သားပဲအနိုင်ရမှာပါသားရဲ့အဖေအားပေးစကားကြောင့်ကျွန်တော်အားတက်မိသည်ကျွန်တော်အမှန်တရားဘက်မှရက်တည်နေတာဖြစ်ခြင်းကြောင့် အထက်အဆင့်ဆင့်အရာရှိများကလည်းကျွန်ုပ်ဘက်မှရှိမည်ဟုယုံကြည်သည်အတက်နေနနက်မှု အတက်ကားတွေကတစည်းပြီးတစည်းဆက်နေသည်မြရီလန်းကလမ်းပန်းအခြေအနေအရအတက်နေအဆင့်နေခွဲခြားသတ်မှတ်ထားသည်လဝကဝန်ထမ်းကကားပေါ်မှခီးတယ်များကိုမှတ်ပုံတင်စစ်နေသည်ရဲတွေကလည်းကားတစ်စီးရက်လိုက်တိုင်းဖင်မြန်ကောင်းမြန်ကြည့်တတ်သည်တက်ထင်းကြီးကလည်းအငြိမ်မနေ စိမ့်စိမ့်ဝှထားသည့်ခီးတဲ့မြင်းတိုင်းကားနာရောက်သွားတတ်သည်တက်မတော်သားဖြစ်ပါကကားပေါ်မှဆင်းခိုင်းပြီးစစ်ဆေးတတ်သည်ဘာတွေစစ်ဆေးသည် ကျွန်တော်မသိကျွန်တော်နှင့်သက်ဆိုင်သောအလုံးမဟုတ်တော့ကျွန်တော်နားမလဲခြင်းဖြစ်မည်ကျွန်တော်ကတော့စစ်ဆေးရေးကင်းစခန်းထဲတွင်ထိုင်ရင်းမြင်ရသည့်မြင်ကွင်းကိုငေးမောနေုံပင်တစ်တော်လေးတစ်တော်လေးတထင်းကြီးကကျွန်တော်ကိုလန့်ခေါ်ရင်းခီးတဲ့ကားစီဤကက်စင်မော်ရှိ ဝါချင်းကြီးနှလုံးကို လမ်းညွန်ထိုးပြသည်ကားပေါ်တက်လိုက်ပြီးနိုင်လွန်ကျိုးများဖြင့်အသေးချုပ်ထားသောဝါချင်းကြီးကိုအตาဆွဲဟာကချောင်းကြည့်လိုက်တော့ကျွန်တော်ကိုမျက်လုံးဝိုင်းဝိုင်းလေးနဲ့ပြန်ကြည့်နေသောတရေပေါက်လေးတကောင်ကြံတချင်းကလည်းထုံနီး၎င်းနှုတ်ခွဲကားသတရေပေါက်လေးပင်ဖြစ်သည်တစ်ဖက်နိုင်ငံကို ရောင်းစားခံရမည်ကျွန်တော်တို့နိုင်ငံ၏တက်ရှိတယံဇာတတွေချင်းပိုင်ရှင်ချင်းပိုင်ရှင်ဘာလို့လဲဆင်းလာခဲ့စမ်း ဒေါသကြောင့်ကျွန်တော်အတန်လူရာတဲ့ပူကျဲလွန်းသွားသည်ထင်သည်ကားပေါ်မှခီးတဲ့တူတရားမျှတုတ်တုတ်မလုံးကားသမားကိုလမ်းပေးချကားရက်ထားဖို့ပြောပြီးရုံးတို့ချက်ချင်းအကြောင်းကြားလိုက်သည်မကြမီမြို့နယ်ဦးစီးရရှိနေအဖွဲရောက်လာပြီးတရေပေါက်ကလေးနှကောင်ကိုရှာဖွေပုံစံဖြင့်သိမ်းသည်တားငှက်တရိတ်ဆန်ကာကွယ်ရေးဥပဒေအရအမှုတည်ဆောက်သည်တရက်ခန့်အမည်နေရာမှာပန့်ရှင်မဲတဲ့ ကတ်စပယာကကာကက်စင်ပေါ်မှဒရေပောက်ကလေးများထည့်ထားသောချင်းကို ခက်ကြမ်းကြမ်းပစ်ချပေးလိုက်ပြီးကျွန်ုပ်ကိုလက်ပြကမောင်းထွက်သွားသည်။ဘာပဲဖြစ်ဖြစ် ကျွန်တော်ကြည်နဲ့သည်တရခံမိသည်မမိသည် အသာထားကိုနိုင်ငံရှိတက်ရှိသဘာဝတရားစတာများကို ကျွန်တော်ကာကွယ်လိုက်နိုင်သည်မဟုတ်လား။ဆရာခေါ်တယ်ဆိုလို့ပါဆရာ။ကျွန်တော်ရုံးငန်းထဲရောက်တော့မြို့နယ်ဦးစီးအရာရှိကခေါင်းမမော်ပဲမျက်လုံးလှန်ကြည့်သည် ။ပါဇက်ကထုံမပြောပေမဲ့မြို့နယ်ဦးစီးအရာရှိဤဟန်ပန်ကတစုံတစ်ခုကိုအလိုမကျနေသည့်ပုံစံမျိုး။အေးမင်းဖန်ထားတဲ့အမှုတရေပေါက်လေးတွေကိစ္စပေါ့ကွာ။ဟုတ်ကဲ့ဆရာ။အခုအမှုပြက်ပြီဆိုတော့တရေပေါက်လေးတွေကိုဘေးမဲ့ဥယင်ကိုပို့ပေးရမယ်။ပို့ဖို့ကိုမင်းမဲ့တာဝန်ယူလိုက်ကွာဟုတ်လား။လိုအပ်တဲ့စာရွက်စာရမ်းတွေရုပ်အဖွဲ့ကလုတ်ပေးလိုက်မယ်ဟုတ်လား။ဟုတ်ကဲ့ဆရာ။ မြို့နယ်ဦးစီးရာရှိအခန်းထဲမှာကျွန်တော်ပြန်ထွက်လာတော့ဝန်ထမ်းတွေကျွန်တော်ကိုကြည့်သည့်အကြည့်ကပြုံးဆဆာမှတ်ပလားဟုပြောနေကြသည်အောင်ပင်ခေကောင်လာလာလက်ဖက်ရည်တိုင်းတွားရအောင်ကျွန်တော်အလौဆဝင်ကလေးကအဆဆရာရာကူညီပေးတတ်သောတောအုပ်ကူကြည်ရင်ကကျွန်တော်ကိုလှမ်းခေါ်သည်မင်းကဖမ်းတာကိုကသူတို့ကဖမ်းတာကိုမကြိုက်ကြဘူးတရားရုံးတင်ရတာနဲ့ဖမ်းစည်းပစ္စည်းထိန်းသိမ်းရတာနဲ့ အမှုပြတ်တော့လဲအခုလိုပြန်ပို့ရတာနဲ့အလုတ်ရှုပ်တယ်လို့ထင်ကြတာတက်ရှိတရိတ်ဆန်ဆိုတော့ကိုယ့်လက်ထဲမှာထိမ့်သိမ်းထားတော့တည်သွားတာမျိုးဆိုရင်ရှင်းရအောင်မှာမဟုတ်လားကျွန်တော်တို့ကတစ်တော့ဝင်တန်းလीမဖမ်းလို့ကျွန်တော်တို့ကဘာလို့ရမှာလဲမင်းနေတော့ခတ်ပါတယ်ကွာဟာစတာပါကိုရမဖမ်းမဲဘာလို့ရမယ်ဆိုတာကျွန်တော်သိပါတယ်ဒါပေမဲ့ကျွန်တော်အဲ့ဒီလိုမလုပ်ချင်ဘူးလीဒါကြောင့်ဖမ်းလိုက်တာပါကဲခုဘာဖြစ်လဲ ဖန်းစီပစ္စည်းတရေပေါက်လေးနှစ်ကောင်ကိုကျွန်တော်သွားပို့ရမယ်ဆိုတော့လေသွားပို့ယုံပေါ့မြို့ကဘေးမဲ့ဥယျင်ကြီးမှာတရေနှစ်ကောင်အပ်ပြီးတော့မြို့ထဲဝင်ဖျားဖူးလဲပတ်ပြီးပြန်ခဲ့ယုံပေါ့ဘာဖြစ်သေးလဲအေးပါကွာမင်းကလေးစားပါလေမင်းရဲ့အဲ့ဒီစိတ်ဓာတ်ကိုအမြဲတမ်းထိမ့်သိမ်းထားနိုင်မှမလားပဲငါစိတ်ပူတာစိတ်ချကိုရေကိုနိုင်ငံကိုတိုင်းပြည်ကိုတစ္ဆာဖောက်တဲ့အလုပ်မျိုးကိုကျွန်တော်ဘရောမှမလုပ်ဘူးလို့ဆုံးဖြတ်ထားပြီးသားပါ ကျွန်တော်စကားဆုံးတော့တောအုပ်ကိုကြည်ရင်ကစပွဲပေါ်ရှိမတောက်ရသေးသောလက်ဖက်ရည်ခွက်များကို ငေးကြည့်ပြီးတက်ပြင်းရှိုက်လိုက်သည်ကျွန်တော်ကတော့တွားဖို့လမ်းစရိတ်ကို အမေစီကိုတောင်းရအောင်မှာပဲဟု တွေးရင်ခေါင်းကုပ်နေမိသည်ဖန်းစီရမိသည့်ဒရေနကောင်ကိုဘေးမဲ့ဥယင်ကြီးစီလွှဲပြောင်းပေးပို့ပြီးပြန်ရောက်သည်မှတပတ်ကောင်းကောင်းမပြည့်တတ်သည်တွေ့ပြန်ပြီးတိရိစ္ဆာန်ထဲ့သည့်ချင်းနှစ်ချင်းဒီတခါတော့ဝါချင်းနှစ်ချင်းကို အပေါ်မှဆာလာအိတ်နဲ့တည်တည်ချာချာပတ်ပြီးကက်စင်ပေါ်တင်လာခဲ့ခြင်းဖြစ်သည်ကျွန်တော်ဒေါသထွက်လို့မဖြစ်ဒေါသနဲ့ဝုံနိုင်ကျဲလိုက်လျင်အရင်တစ်ခါလိုပင်တရခံပျောက်သွားပေလိမ့်မည်တေးကြအောင်ချင်းနှလုံးကိုကားပေါ်မှအသားချယူလာကချင်းအဝကိုချုပ်ထားသောကျိုးကို ဖြည့်၍ချင်းနဲ့သူငုံကြည့်လိုက်သည်ဟင်ချင်းနဲ့မှနေ၍မျက်လုံးလေးပြူးကြောင်ကြောင်နှင့် ပြန်ကြည့်နေသည် တရေပေါက်ကလေးကိုမြင်တော့ကျွန်တော်ထိတ်လန့်သွားမိသည်။နေရွက်ပဲ့လေ။တရေပေါက်လေးဤနေရွက်ကကကြေးဖြင့်ညှက်ဖြတ်ထားသလိုအဖျားထိတ်နာတွင်ပဲ့နေသည်။ချက်ချင်းပင်ကြံတချင်းကိုဖွင့်လိုက်ပြီးတရေပေါက်လေးကိုဆွဲထုတ်ခါကားလမ်းပေါ်ချပေးလိုက်သည်။ခြေထောက်တစ်ဖက်နာနေသော တရေပေါက်လေးကထော့နှင်းထော့နှင်းဖြင့်မတ်တပ်ထရက်ရှာသည်။ကျွန်တော်တပြင်းရှည်ကြီးကိုမှုတ်ထုတ်လိုက်မိသည်။ကျွန်တော်ကောင်းကောင်းမှတ်မိသည်။ ပြီးခဲ့သည့်အပတ်ကကျွန်တော်ဖမ်းခဲ့သောတရေပေါက်လေးနှစ်ကောင်ပင်ဖြစ်သည်တကောင်ကနယူးယက်ကလေးပဲ့နေပြီးတကောင်ကပထမတစ်ခေါက်ဖမ်းစဉ်ကကားကက်စင်ပေါ်မှကားလမ်းပေါ်သို့ကားစပယ်ယာပြစ်ချလိုက်ခြင်းကြောင့်ခြေထောက်နာသွားရှာသည့်တရေလေးပင်ဖြစ်သည်အထင်ကရဘေးမဲ့ဥယျင်ကြီးသို့ကျွန်တော်ကိုယ်တိုင်ပြန်ပို့ပေးခဲ့ပေမဲ့ခုနှစ်ရက်ဟူသောအချိန်ကာလမပြည့်သေးခင်မှာပင်တရိတ်ဆန်မှောင်ခိုသမားများလက်ထဲသို့ရောက်နေပြန်သည် ရွှေသမင်ဘေတာကထွက်ဒီကို တွေးကြည့်စရာတောင်မလိုတော့ကျွန်တော်ဘာလို့ရမည်နီဖမ်းရမှာလားအမှုတွေရေတီဆောက်ဖမ်းစည်းပစ္စည်းကိုထိမ့်သိမ့်ပြီးဘေးမဲ့ဥယင်ကြီးစီတို့ ပြန်ပို့ပေးရမှာလားကားလမ်းမပေါ်တွင် တွေတွေကြီးရရင် အတွေးတွေနဲ့ဥကောင်းတစ်ခုလုံးခြားခြားလဲနေသည်ကျွန်တော်တပြင်းရှည်ကြီးကိုမှုတ်ထုတ်ရင်းကားစပယာကိုလှမ်းခေါ်ကခက်တိုးတိုးလေးပြောလိုက်သည် ပိုင်ရှင်ကိုငါကင်းစခန်းနဲ့လာခိုင်းလိုက်ဗျာကျွန်တော်အเจ้าကိုတည်နေသောကားစပယာလေးကကျွန်တော်ကိုမယုံသလိုကြည့်သည်တရိတ်ဆန်မှောင်ခိုလို့သူကျွန်တော်စစ်စေးရေးကင်းစခန်းထဲမှထွက်သွားပြီးမကြခင်ဖအံမြောက်ရီခီးတဲ့တင်ကားကမြောက်ရီဘက်သို့ဥတီထွက်ခွာသွားသည်တရေပေါက်လေးနှကောင်ထဲ့ထားသောချင်းနှလုံးကကားကက်စင်ပေါ်တွင် ဝင့်ဝင့်ကြွားကြွားလိုက်ပါသွားကြသည် ကျွန်တော်ယူနီဖောင်းပေါင်းမီအိတ်ထဲက ဖောင်ဖောင်ကားကားရှိလွန်းလှသည်ကျွန်တော်နားထဲတွင်တောအုပ်ကိုကြည်ရင်ဤစကားသံတွေကိုပြန်ကြားရောင်နေမိသည်အေးပါကွာမင်းကလေးစားပါတယ်မင်းရဲ့အဲ့ဒီစိတ်ဓာတ်ကိုအမြဲတမ်းထိမ့်သိမ်းထားနိုင်ပါမလားပဲငါစိတ်ပူတာကောင်းငင်မှာတိမ်ဆိုင်တွေညှို့မှိုင်းနေသည်မိုးရွာတော့မှလားရွှေမြုပ်တေရုပ်စုံမဂ္ဂဇင်းဇူလိုင်လ2019ခုနှစ်